ချိန်ကည7နာရီကျော်စားပြုတ်နေပြီမို့အဝေးပြေးလမ်းမကြီးဟာတိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတယ်။အဲဒီအခိုက်မှာပဲအရှိန်ပြင်းစွာမောင်းနေလာတဲ့ အဖြူရောင်ပရိုပေါက်ကားဆက်တံဟာတိတ်ဆိတ်နေတဲ့ညကိုဖောက်ခွဲထွက်သွားခဲ့ပါတယ်ကားကောင်းကင်းထဲမှာတော့ရင်မောင်းသူအမျိုးသားနဲ့အမျိုးသမီးတူဦးတို့ရှိနေပြီးတော့အနောက်ခန်းထဲမှာတော့10နှစ်ရွယ်သားငယ်လေးနဲ့6နှစ်ရွယ်သမီးငယ်လေးတူဦးကနှစ်ချိုက်စွာအိမ်မောကြလျက်ရှိနေပါတယ်ကားကိုမောင်းတဲ့ရင်ကလည်းသူဟာတစားတစားလေးလံလာတဲ့မျက်ခွန်တစ်စုံကိုအတင်းထိန်းထားနေရပါတယ်အရိခာမှာဘေးတစ်ဖက်မှာရှိနေတဲ့ဇနီးတွေကမောင်းအိတ်ချင်နေပြီလားအဲ့ဒါဆိုရင်လမ်းမေးမှာကားခဏရပ်ပြီးတော့တေးတမောအိတ်လိုက်ပါလား ရပါတယ်ကွာမကြခင်မြို့ရဲရောက်တော့မှာပဲဥစားအဲ့ဒါဆိုလဲပြီးရပါပဲဖြည်းဖြည်းတော့မအောင်တော့အင်းမာသူကခေါင်းကြီးပြလိုက်ပါတယ်အရင်နောက်မှာတော့ကားကသာအာယုံအပြည့်နဲ့မောင်းနေပါတယ်ဒီကြားတဲ့မိမဖြစ်သူကလည်းအိတ်ချင်ပြေစီရန်ဘေးကနေစကားတွေတရဇက်ပြောပေးနေပါတယ်အဲ့ဒီလိုပြောပေးနေတဲ့ကြားကပဲသူဟာတစ်ချက်တစ်ချက်ငိုက်ခနဲ့ဖြစ်သွားတတ်ပါသေးတယ်တစ်ချိန်မှာတော့သူမေးခနဲ့ဖြစ်သွားတဲ့အခိုက်မှာမောင်ရှစ်မကား ဇနီးကထိတ်လန့်စွာသတိပေးလိုက်ပေမဲ့လည်းမျက်လုံးကိုအတင်းဖွင့်ပြီးကြည့်လိုက်တဲ့အခါမှာတော့ရှေ့ခက်လန်းလန်းမှရပ်ထားတဲ့ကွန်တန်နာကားတစ်စီးကိုတွေ့လိုက်ရတာမို့ဘရိတ်ကိုကမန်းကရန်အုပ်လိုက်ပေမဲ့လည်းနောက်ကျသွားခဲ့ပါပြီ။ကားဘရိတ်အုပ်တန်းကားချင်းတိုက်မိတဲ့အတန်တွေနဲ့ကြောက်လန့်ပြီးတော့အော်ဟစ်တန်တွေဟာတိတ်ဆိတ်နေတဲ့ညကိုရုတ်ချင်းဆိုသလိုစူညံသွားစေခဲ့ပါတယ်။အိမ်မော်ကိုတရုံလုံးနဲ့ပြေးတက်လာတဲ့မြန်မင်းမောင်ကိုမြင်တော့ဦးချစ်ဟန်နဲ့ဒေါ်ကီခိုင်တို့ကလည်းစိတ်လှုပ်ရှားစွာဖြင့်အလူရဲ့မင်းနေကြပါတယ်။ဒါတပ်ဘလို့လဲအောင်ရလား။ဟုတ်ကဲ့အောင်နေဗျာ။ ဂုံနုနှစ်ပါးသာတောင်ပါတယ်ဟေးဒါမှငါသားကွာလင်မယားနှစ်ယောက်စလုံးဝမ်းမြပျော်ရွှင်စွာထအောင်နေမိပါတယ်အရိခိုက်မှာပဲမြတ်မင်းမောင်ကအဖေသိမ့်မပြောနဲ့အောင်တားကိုဂရိပေးထားတယ်နော်ဟမ်ဘယ်ရုံးကွာအဖေကလည်းမိကြအောင်စောင့်နေပြန်ပြီတားဆမိုးဝဲအောင်လို့ရှိရင်အဖေကားဝယ်ပေးမယ်ဆိုအရိကကြမှာဦးချင်းကလည်းသူပေးထားခဲ့တဲ့ဂရိကိုပြန်မက်ရမိသွားပြီးတော့ဟာဟုတ်တယ်ကွာငါမိနေတာတားကဲကဲကဲအဖေနောက်လာတယ်မှာဝယ်ပေးမယ်ဟုတ်ပြီလား အာဖေကလည်းမရပါဘူးဗျာဒီလာထဲမှာပဲအဖေဝယ်ပေးရမယ်အဲ့ဒီခိုင်မှာပဲဒေါ်ကေခိုင်ကလည်းတားဖြစ်သူဘက်ကနေဝင်ပြီးတော့ပြောပေးပါတယ်ဝယ်ပေးလိုက်ပါတော့တားကလေးခင်ဗျာဆံမွေးအောင်ရင်ကားစီးရတော့မယ်ဆိုပြီးတော့တင်တန်းနေပါရင်တော့ကြိုတက်ထားလေလိုင်စင်တော့ရပြီးသွားပြီဦးချင်းဟန်ကခေါင်းကုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကဲကဲကဲဒီလာအတွင်းဖြစ်အောင်ဝယ်ပေးမယ်ကွာဟုတ်ပြီလားဟုတ်ကဲ့ဖေဒါပေမဲ့ပေါချောင်ခေါင်းကြီးတော့မရဘူးတော့ဖေအေးပါကွာအစ်စ်မဟုတ်ရင်တော့မှတပန်နွမ်းတတလေးတော့မရစေရမယ်ဟုတ်ပြီလားပြီးတော့ဈေးနှုန်းလည်းအသင့်တင်ပေါ့ကွာအဲ့ဒါဆိုโอเคတယ်မို့လား โอเคပါတယ်ဖေအဲ့ဆိုဖေတာတငယ်ချင်းနေစီသွားလာမယ်အေးအေးသွားလေတိတ်လဲလျှောက်လဲမနေနဲ့အောင်နော်ဟုတ်ကဲ့ပါဖေမြန်မင်းမောင်ကအိမ်မော်ကနေဆင်းသွားခဲ့ပါတယ်အဲ့ဒီခါကျမှပဲဒေါကီခိုင်ကဥချင်ဟန်ကိုပြောပါတယ်တော့လေတော့အစ်စ်ဝယ်ပြီးတော့ဘာဖြစ်မှကြားနေရပဲကျမတို့မှာစူထားလေးလည်းရှိတာပဲဥစားအာအဲ့ဒါတွေကစိုင်သစ်ပြန်ဆောက်ဖို့လည်းရှည်သေးတယ်လေကွာအကုန်လုံးသုံးလို့မရဘူးကွာအဲ့ဒါဆိုရင်လည်းသဘောပဲကျုပ်ကသားလေးကိုကားကောင်းတာလေးစီးစီခြင်းလို့ပါအေးပါကွာနောက်တော့ငါလှုပ်ပေးမှာပေါ့အဲ့လိုပြောဆိုပြီးတော့ဦးချင်ရလည်းထိုင်ရန်ကနေထပြီးတော့ ကဲငါဆိုင်သွားလိုက်အောင်ပဲကွာဥမာဦးချင်းကအင်ရောက်ကိုဆင်းသွားပြီးတော့ဆိုင်ကယ်နဲ့ဆိုင်ဘက်ကိုထွက်လာခဲ့ပါတယ်အဲဒီလိုနဲ့ပဲဆိုင်ကိုရောက်တော့ဦးချင်းကကောင်တာမှာထိုင်ပြီးတော့တစုံတစ်ယောက်အလာကိုစောင့်မျှော်နေပါတယ်မကြပါဘူးဆိုင်တွင်းကိုလူတစ်ယောက်ဝင်လာခဲ့ပါတယ်အဲဒီလူကဦးဝဲမောင်ဖြစ်ပါတယ်ဦးဝဲမောင်ကလည်းအီမျိုးထဲမှာအတန်အသင့်နာမည်ရတဲ့ကားပွဲစားတစ်ယောက်ဖြစ်ပါတယ်ဦးလေးခါတိုင်းလိုပဲလားစပွဲတို့လေးကမေးလာတော့ဦးဝဲမောင်ကခေါင်းငိမ့်ပြလိုက်ပါတယ်စပွဲတို့လည်းပြန်ထွက်သွားခဲ့ပါတယ် အဲဒီခါကျမှဦးချင်းရံလဲကောင်တာတွေကနေထွက်လာပြီးတော့ဦးဝင်းမောင်ရှေ့မှာထန်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ဦးဝင်းမောင်ကျွန်တော်ခမရကိုအကူအညီတစ်ခုတောင်းစရာရှိလို့ဗျာပြောလေကိုချင်းရံရဲ့ကျွန်တော်သားလေးကိုဗျာကားလေးဝယ်ပေးချင်တာပရိုပေါက်ထဲကလိုချင်လို့ဗျာခမရနဲ့ဗျာကိုသားစီမျိုးဥစ္စာကိုကောင်းတာလေးပဲဝယ်ပေးလိုက်ပါဗျာဟာအဲ့လောက်မတက်နိုင်လို့ပေါ့ဗျာဦးဝင်းမောင်လဲဦးဝင်းမောင်လဲအနေငယ်စဉ်းစားလိုက်ပြီးတော့ကောင်းပြီလေကျွန်တော်ရှာကြည့်ပေးပါမယ်ဟုတ်ကဲ့ပါဗျာကျေးဇူးပါဦးချင်းကကောင်တာစီကိုပြန်လျှောက်လာခဲ့ပါတယ် ။ဦးဝဲမောင်လည်းဇပွဲတို့လေးလာချပေးတဲ့လက်ဖိအင်းနဲ့ secret ကိုစေမင်းလက်ဖိထိုင်တောက်နေခဲ့ပါရယ်။အဲဒီလိုနဲ့ဆယ်ရက်ခန့်ကြာလာခဲ့ပါရယ်။တမနက်မှာတော့ဦးဝဲမောင်ဆိုင်ထဲကိုဝင်လာပြီးတော့ဦးချင်းဟန်လည်း၎င်းနဲ့အတူထိုင်နေမေးလိုက်ပါရယ်။ဘလို့လဲကိုဝဲမောင်ရဲ့တွေ့ပြီလား။အင်းတွေ့ပြီဗျာ။ဈေးနှုန်းကိုလည်းကျုံမေးပြီးသွားပြီ။ဈေးကတော့မစိုးဘူးဗျာ။ခမည်းလိုချင်နေတဲ့ဈေးလောက်ပဲ။အဲ့လိုမျိုးဖြစ်ပြီးတဲ့နောက်မှာတော့ဦးဝဲမောင်ကထုံးစံတိုင်းပဲလက်ဖိအင်းနဲ့ secret တော်ပဲမှာပါတယ်။ရောင်းမဲ့သူကဘသူတို့များဘဲရလဲဒီမျိုးတွေရပဲလား။ဒီမျိုးတွေရပဲဗျာ။နာမည်ကဦးထွန်းရှိန်နဲ့ ။အော်အဒီခိုက်တက်မှာပဲဇပွဲတို့လေးကဥဝဲမောင်မှားထားတဲ့လက်ဖေးရည်နဲ့ secret ကိုလာချပေးပါတယ်။ဥဝဲမောင်ကလည်းလက်ဖေးရည်ကိုတငုံလောက်တောက်ပြီးတော့ secret ကိုမီးဖွာညှိရှိုက်လိုက်ရင်ဆက်ပြောလာပါတယ်။ကားတော်တော်လေးတော့ကောင်းတယ်ဗျာ။ခမားကြည့်မယ်ဆိုလို့ရှိရင်ကြုတ်လိုက်ပြပေးမယ်လေ။ကောင်းတာပေါ့ဗျာ။ကျွန်တော်သားစီကိုဖုန်းဆက်လာအောင်မယ်။ဒီကောင်ကိုပါတစ်ခါတည်းခေါ်သွားကြရပါဘို့။အဲ့လိုပြောပြီးတဲ့နောက်မှာတော့ဦးချင်းကဆိုင်ကနေဖုန်းနဲ့အိမ်ကိုလှမ်းဆက်ပါတယ်။ဟယ်လိုအေးသားမင်းဘယ်သွားစရာရှိသေးလဲရအောင်။အဖေတို့ခဏလောက်နေကားသွားကြည့်ရအောင်လေမင်းဆိုင်ရောက်လာခဲ့ပါလား။ အဲ့လိုပြောဆိုပြီးတော့ဦးချင်းဟာဖုန်းချလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ဦးဝဲမောင်နဲ့သူပြန်ထိုင်နေလိုက်ပါတယ်တိတ်မကြပါဘူးမြတ်မင်းအောင်လည်းဆိုင်ကယ်လေးနဲ့ဆိုင်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဦးချင်းဟန်ကကဲ့သွားရအောင်လေ၃ယောက်သာဆိုင်ကယ်၂စီးနဲ့ထွက်လာခဲ့ကြပါတယ်အဲ့ဒီလိုနဲ့ပဲမြို့စုံကအလွန်ခမ်းနားတဲ့နှစ်ထပ်တိုက်ခြံဝင်းရှိကိုဦးဝဲမောင်ကဆိုင်ကယ်ကိုရက်လိုက်ရာမြတ်မင်းမောင်ကလည်း၎င်းနဲ့အတူရက်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့တာဖာနှစ်ယောက်ဆိုင်ငယ်ပေါ်ကဆင်းလိုက်ကြပါတယ်။ဦးဝင်းမောင်လည်းခြံရှိကိုသွားလိုက်ပြီးတော့ခြံတကားမှာတက်ဆင်ထားတဲ့ လူခေါ်ဘဲကိုနှိတ်လဲရခိတခဏကြာမှာတော့တကားပွင့်သွားပြီးတော့ခြံစောက်တယောက်ထွက်လာခဲ့ပါတယ်။ဥထွန်းရှင်ရောကျုပ်တို့ကားလာကြည့်တာဗျ။ဩခမ ्या ဥဝင်းမော်လားဗျ။လာဗျလာလာ။တတိယတော့ညာတော့အရေးကြီးကိစ္စနဲ့နေဦးထွက်သွားတယ်ဗျ။တပတ်လောက်တော့ကြာလိမ့်မယ်။ဒါပေမဲ့ကားဦးတော့ကိုရောင်ထဲမှာထားခဲ့တယ်။ကြည့်ချင်ဝင်ကြည့်လို့ရပါတယ်။အဲဒီလိုပြောဆိုပြီးတဲ့နောက်တကားကိုဖွင့်ပေးလေရဥဝင်းမောင်နဲ့ဥချင်အန်တို့ကလည်းခြံဝင်းတဲ့ကားကိုတောင်ကရက်ထားတဲ့ကားကိုကြည့်ကြပါရတယ်။ကားဟာအဖြူရောင်ပရိုပေါက်လေးဖြစ်ပါတယ်။ ကားကိုတေချာကြည့်ပြီးတဲ့နောက်မှာတော့ဦးချစ်ဟန်ကမြန်မင်းမောင်ကိုမေးလိုက်ပါတယ်ဘလို့လဲတာမင်းကြိုက်ရလားကားတော့တကယ်အစ်စ်နေပါပဲနော်ဟုတ်ဖေကြိုက်ပါတယ်ဖေ Okay လေအဲ့ဆိုပိုင်ရှင်ပြန်လာလို့ရှိရင်အဖေတို့စကားပြောကြပါဘို့ဟုတ်ဖေအရင်နောက်မှာတော့သူတို့သုံးယောက်သားခြံဆောင်ကိုနှုတ်ဆက်ပြီးတော့ဆိုင်ကယ်နဲ့ပြန်လာခဲ့ကြပါတယ်ဆိုင်ကိုပြန်ရောက်တော့ဦးဝင်းမောင်ကကဲကိုချင်းကားခမားတို့လည်းကြိုက်ပြီဆိုတော့နောက်တစ်ပတ်ပိုင်ရှင်ပြန်လာလို့ရှိရင်ငွေချေပြီးတော့ကားကိုယူလိုက်အောင်ပဲဗျာကျုပ်ကတော့ဒီတော့တွင်ရှိအောင်မှမဟုတ်သေးဘူးရွာကိုပြန်ရအောင်ပဲဗျာ တလလောက်ပေါ့ဩဒါဆိုရင်ကိုဝင်းမောင်အကျိုးဆောင်ကတခါတည်းယူသွားပါလားဗျအာအချင်းချင်းနေမယူပါဘူးဗျာခင်ဗျားတို့အဆင်ပြေတယ်ဆိုရင်မဲကျုပ်ကဝမ်းသာလာပါတယ်ပြောပြီးတော့ဦးဝင်းမောင်ကဆိုင်ကနေပြန်ထွက်သွားခဲ့ပါတယ်အဲ့ဒီခါကျမှမြန်မင်းအောင်လည်းဦးချင်းအောင်ကိုနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်ခဲ့ပါတော့တယ်။အဲ့ဒီလိုနဲ့ရက်သက်တစ်ပတ်လောက်ကြာတဲ့ခါမှာတော့ဦးထွန်းရှိန်တို့ပြန်ရောက်လာပြီးလို့ဖုံးဆက်တာကြောင့်ဦးချင်းအောင်လည်းချက်လက်မှတ်ကိုယူပြီးတော့မြန်မင်းအောင်ကိုခေါ်ကဆိုင်ကယ်နဲ့သွားကြပါတယ်။ဦးထွန်းရှိန်ရဲ့အိမ်ကိုရောက်တော့စကားဆပြောကြပါတယ်။အဲ့ဒီလိုပြောကြရင်လည်းဦးချင်းအောင်က ကားကိုတော့သဘောကျတယ်ဗျာကျွတ်တို့အခုပဲစမ်းပြီးတော့တခါတည်းဝယ်သွားမယ်ဟုတ်ကဲ့ကောင်းပါတယ်ဗျာဟိုဒါနဲ့ဒီကားကနောက်ကျောင်းအရှုပ်ရှင်းနေရောကင်းပါရဲ့နော်ရုတ်တရက်ဦးချင်းဟန်ကမေးလိုက်တော့ဦးထွန်းရှင်ရဲ့မျက်နှာကွက်ခနဲပြတ်သွားခဲ့ပါတယ်ပြီးရဲ့နောက်ကျမှမျက်နှာအမူအရာကိုပြင်ပြင်လိုက်ပြီးတော့အရှုပ်ရှင်းရကင်းပါတယ်ဗျာခင်ဗျားတို့စိတ်ချလက်ချသာစီးပါဟုတ်ကဲ့ပါဗျာဒါဆိုလို့ရှိရင်စမ်းကြည့်ဖို့ပဲကြံတော့တာပေါ့အရင်နောက်မှာတော့သူတို့၃ယောက်သာအောက်ထပ်ကိုဆင်းလာခဲ့ကြပြီးတော့မြန်မင်းအောင်ကကားကိုလမ်းမဘက်ကိုမောင်းထွက်လိုက်ပါတယ် စိတ်တိုင်းကြမောင်းပြီးတဲ့နောက်မှာတော့ကားကိုဂိုရောင်တွဲမှာပြန်ရထားလိုက်ပါတယ်။ "Okay လားသား"ဟုတ် "Okay ပါတယ်ဖေ"အဲ့ဒါဆိုရင်အဖေငွေချေလိုက်တော့မယ်နော်။အဲ့လိုပြောဆိုပြီးတဲ့နောက်ဦးချင်းကဦးထွန်းရှင်ကိုချက်လက်မှတ်ပေးလိုက်ရဦးထွန်းရှင်ကကားနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေထုတ်ပေးပါတယ်။အယောင်းဝယ်ဖြစ်သွားကြပြီမလို့မြန်မင်းအောင်ကလည်းအလွန်ပျော်ရွှင်သွားပါတယ်။ထိုနောက်မှာတော့ကားကိုသူကိုယ်တိုင်မောင်းပြီးတော့အိမ်ကိုတည်လာခဲ့လိုက်ပါတယ်။ပြီးတော့ကားဝယ်တဲ့နေ့အမတ်တရားဆိုပြီးတော့မိခင်ဖြစ်သူကိုပါခေါ်ပြီးသားမိ၃ယောက် မြို့အနှံ့ကိုကားနဲ့လဲပတ်ကြပါတယ်။အဲဒီလိုလဲပတ်ကြရမှာည9နာရီထိုးမှအိမ်ကိုပြန်ရောက်ကြပါတယ်။အဲဒီနောက်မှာတော့ရေမိုးချိုးထမင်းစားပြီးတော့ပင်ပန်းထားကြတာမလို့ခက်စောစောအိပ်ရာဝင်ခဲ့ကြပါတယ်။အဲဒီလိုနဲ့မနက်9နာရီထိုးတော့နှိုးဆက်ကထမြည်တဲ့အတန်းကြောင့်ဦးချင်းဟန်တယောက်လည်းအိပ်ရာကနေထကာ မျက်နှာတက်ကိုလည်းတန့်စင်ပြီးတော့စေဘောလိုက်နဲ့မီးချစ်ကိုယူကဝရန်တာကိုထွက်လာခဲ့လိုက်ပါတယ်မနှက်ချိန်ကမလို့အိမ်ရှိမှရှိတဲ့ကားလမ်းမပေါ်မှာကားတွေဟာဒဇီးနှစ်စီးစသာဖြတ်သွားဖြတ်လာလုံနေပါတယ်ဦးချင်းကလည်းစေဘောလိုက်မီးကိုညှိပြီးတော့ဖြွာရှိုက်နေခဲ့မှာပဲသူ့ရဲ့အကြည့်တွေကအိမ်နောက်ဘက်ကိုအမတ်တမဲရောက်သွားခဲ့ပါတယ်ဟမ်မြင်လဲရတဲ့မြင်ကွင်းကြောင့်ဦးချင်းကမျက်မှောင်ကျုံသွားပါတယ်ဘာကြောင့်လဲဆိုတော့အိမ်နောက်ဘက်ကမြေပြင်ပေါ်မှာဝါကြက်ကြက်မီးရောင်ကမိတ်တုံမိတ်တုံနဲ့ဖြစ်နေတာကြောင့်မှာရင်းနေရာနဲ့မလန်းမကန်းမှာတော့ပရိုပေါက်ကားရက်ထားတာပါ ကားရဲ့အနောက်မီးကဖြစ်ကြောင်းဦးချင်းဟရိတ်မိလိုက်ပါတယ်ကားမီးကဘလူးလုံပြီးတော့မိတ်လိုက်လေလိုက်ဖြစ်နေရလဲဟာညာဟူကောင်တေချာမပိတ်ခဲ့ဦးနဲ့တူတယ်ကွာအဲဒီလိုမျိုးရေချိုပြီးတဲ့နောက်ဦးချင်းဟလည်းဧကန်တွင်းမှာချိန်ထားတဲ့ကားတော့ကိုယူပြီးတော့ဆင်းလာခဲ့လိုက်ပါတယ်ကားနားကိုရောက်တော့မီးကပိတ်လျက်သာဖြစ်နေပါသေးတယ်ဟာဘလူးဖြစ်တာတော့ဟာဦးချင်းဟလည်းအန်ဩစွာနဲ့ရေချိုပြီးတော့ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပါတယ်ပတ်ဝန်းကျင်ကလည်းမောင်မဲတိတ်ဆိတ်လျက်ရှိနေပါတယ်အရိခိုင်မှာပဲဝရန်တာဘော်ကနေဇနီးဖြစ်သူကချောင်းဟန်တန်ကိုကြားလိုက်ရတာကြောင့် ဦးချင်းကလည်းအိမ်ပေါ်ကိုပြန်တက်လာခဲ့ပါတယ်မိမခုနကငါဝရန်တာမှာစစ်လိုက်တောင်းနေတော့ကားမီးကမိတ်လိုက်လင်းလိုက်နေဖြစ်နေတာဘာကြောင့်လဲမသိဘူးကငါသွားကြည့်တော့ဘာမှမဖြစ်တဲ့အတိုင်းပုံမှန်ကြီးပဲပြန်ဖြစ်နေအဲ့လိုပြောလိုက်တဲ့အခါမှာတော့ဒေါကေခန်ကမျက်လုံးလေးပင့်ပြီးတော့ဟောကြည့်ရတာမီးကကြောင်နေတာနဲ့တူတယ်တော်ဘဲကကားကိုဝယ်ပေးလိုက်တာတော့ပေါ်ချောင်းကောင်ကြီးဝယ်ပေးလိုက်တာမလားဟာကွာဘဲကပေါ်ချောင်းကောင်ဝယ်ပေးရမှာလဲဟာငါတငယ်ချင်းရဲ့ကားအလက်ကြီးကိုဝယ်ပေးလိုက်တာကွာဒါဖြင့်ကားမီးကမိတ်လိုက်လင်းလိုက်နေဘာလို့ဖြစ်နေလဲ ဒေါ်ကင်ခိုင်ကအဲ့ဒီလိုပြန်ချီပြီးတော့ပြောလိုက်တော့ဦးချင်းဟန်တယောက်လည်းခေါင်းကိုတပြင်းပြင်းသာကုပ်ရင်းနဲ့ငါမြင်မာတာလည်းဖြစ်မှာပဲကွာခြံရှင်းမှာလည်းတခြားကားကြီးလည်းဖြတ်သားဖြစ်လာနေဆိုတော့အဲ့ဒီနောက်မှာတော့လင်မယားနဲ့ရောက်မနက်စာဖြစ်ကော်ဖီနဲ့မုန့်ကိုစားတော့ပြီးတော့ဆိုင်ကယ်နဲ့ပဲဆိုင်ကိုထွက်လာခဲ့ပါတယ်မနက်9:00နာရီထိုးမှမြန်မင်းမောင်အဲ့ရကနိုးလာပါတယ်အဲ့ဒီနောက်မှာတော့မျက်နှာတက်ကိုလည်းတက်ဆင်ပြီးတော့ထမင်းကျက်ဒေါ်ကြီးပြင်ဆင်ပေးထားတဲ့ထမင်းကျော်နဲ့အမဲကျော်ကိုစားပြီးတော့အိမ်ပေါ်ကဆင်းလာခဲ့ပါတယ်ယနေ့မှာတော့ဗေဒနုံးမြို့ဟောင်းကိုသွားဖို့အတွက်စိတ်ကူးထားပါတယ် အရင်မြို့အောင်ကိုမရောက်ဖြစ်တာလဲတော်တော်လေးကိုကြားနေပြီဖြစ်ပါတယ်။အရင်နောက်မှာတော့မြန်မင်းအောင်ကကားကိုဗေဒနိုးမြို့အောင်ဘက်ကိုမောင်းထွက်လာခဲ့ပါတယ်။ဗေဒနိုးမြို့ကိုရောက်တော့ပွဲတော်ကာလာမဟုတ်သေးတာမလို့လာရောက်လေပတ်သူတွေကနှဲပါလွန်းလာပါတယ်။အရင်နောက်မှာတော့မြန်မင်းအောင်ကလည်းရွှေအောင်တော်ဖရားကိုဖူးပြီးတော့ကားကိုရှင်းအောင်ပြားလိုက်ဘက်ကိုမောင်းထွက်လာခဲ့လိုက်ပါတယ်။ပြားတိုက်ရှေ့ကိုရောက်တဲ့အခါကားကိုရက်လိုက်ပြီးတော့ပြားတိုက်ထဲကိုဝင်မယ်လို့လှုပ်လိုက်စဉ်အထဲကနေပြန်ထွက်လာတဲ့ဖုန်းတော်ကြီးတစ်ပါးနဲ့စုံမိပါတယ်။ဖုန်းတော်ကြီးကမြန်မင်းအောင်ရဲ့ကားကိုလှမ်းကြည့်လိုက်ပြီးတော့တခါလေး တကာလေးရဲ့ကားထဲမှာဧည့်သည်တွေရှိနေတယ်ကွယ်၄ယောက်တောင်အဲ့ဒီစကားကြောင့်ပဲမြက်မင်းအောင်လည်းအာအသင့်သွားပြီးတော့ကားစီကိုလမ်းကြည့်မိပါတယ်မရှိပါဘူးဗျာတပည့်တော်လည်းတင်မလာပါဘူးဗျာအဲ့လိုပြန်လည်ရှောက်တင်လိုက်တဲ့အခါမှာတော့ဘုန်းတော်ကြီးကလည်းဆက်လက်ပြောဆိုခြင်းမပြုတော့ဘဲနဲ့ပြားတဲ့အပြင်ကိုကြွသွားပါတယ်ထို့နောက်မှာတော့မြက်မင်းမောင်ရဲ့ကားနာကိုရောက်သွားပြီးတော့ကားကိုတိတိကျကျကြည့်ပြီးတော့မြစ်တာပို့ကဆက်လက်ကြွသွားပါတော့တယ်မြက်မင်းအောင်လည်းပြားတဲ့ထဲကိုဝင်လာခဲ့လိုက်ပါတယ် ပြားလိုက်ထဲမှာတော့ပြူလူမျိုးတွေရဲ့အယိုးပြာအိုတွေ၎င်းတို့အသုံးပြုခဲ့တဲ့တံမိုကြီးတွေအဲ့ဒါတွေအပြင်ကြောက်ခက်ကလူတွေကင်ဆောင်ခဲ့တဲ့လက်နက်များစသည်တို့ကိုခန်းခန်းနားနားနဲ့ပြသထားပါတယ်။မြန်မင်းအောင်လည်းစိတ်ကျဉ်နှံအောင်လေ့လာပြီးတော့အတန်ကြာတဲ့အခါမှာတော့ပြားလိုက်ထဲကနေပြန်ထွက်လာခဲ့လိုက်ပါတယ်။ကားဘောက်ကိုရောက်တော့ရုတ်တရက်ပုတ်အဲ့အဲ့အနံ့ကိုရှူရှိုက်မိတာမလို့ နှာခေါင်းကိုလက်နဲ့အုပ်ထားပြီးတော့ကားထဲကနေအလင်းမြန်ပြန်ထွက်လိုက်ရပါတယ်ဘလို့ဖြစ်တာတော့ဟာအဲ့လိုရေရွပြီးတဲ့နောက်မှာတော့မြန်မင်းအောင်ဟာကားထဲမှာအပုတ်နဲ့နှံစီတဲ့အသေးကောင်တစ်ကောင်ကောင်ရှိနေမယ်လို့တွေးပြီးတော့ကားထဲကိုခေါင်းဝင်ပြီးတော့မျက်စိကစားရှာကြည့်ပါတယ်ဒါပေမဲ့လည်းမြည်သည့်အကောင်တစ်ကောင်ကိုမှမတွေ့ရပါဘူးရင်ခိုင်မှာပဲအပုတ်နဲ့ဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်။အဲဒီခါကျမှပဲမြက်မင်းအောင်လဲကားထဲကိုပြောင်းဝင်ကမောင်းထွက်လာခဲ့ပါတယ်။ ။စူညံလာတဲ့ကာဟွန်တီးတန်တွေကြောင့်ဥချင်းဟန်အပြင်ဒေါကေခိုင်တို့ပါအိပ်ပျော်နေရကနေလန်နိုးလာခဲ့ပါတယ်။နိုင်ကိုကြည့်လိုက်တော့မနက်3နာရီပဲမထိုးသေးပါဘူး။ကိုချင်းကာဟွန်ကစူလိုက်လား။ဘသူလက်ဆော့ရလဲမသိဘူး။ဟိုကောင်မြင်ရေးဖြစ်မဲ့ထင်တယ်။ဒီကောင်ကတော့ဘလို့လို့ပြီးတော့သူ့စီမှာရှိနေရတာ။ညာတော့ဒီကောင်ကိုကားတွင်းကတန်ရှင်းလောက်ခိုင်းထားလေ။မင်းရဲ့ဒါကားထဲမှာအပုတ်နဲ့ရရလို့ပြောလို့လေ။ အဲ့လိုဖြစ်ရင်လည်းဦးကျင်ဟန်အိမ်ပေါ်ကနေခက်သွတ်သွတ်ပဲဆင်းလာခဲ့လိုက်ပါတယ်။အိမ်နောက်ဘက်ကိုရောက်တော့ကားနီးမှထွက်ရနေတဲ့မြေကြီးကိုတွေ့ရပါတယ်။ဟဲ့အောင်မြေကားဟိုဆော့နေရလားကွာ။ဦးကျင်ဟန်မေတော့မြေကြီးကကြပြားကြခေါင်းခိုင်နေတယ်။ကျွန်တော်မဆော့ပါဘူးဗျာ။ကားဟွန်းတန်ကြလို့ကျွန်တော်လည်းဦးလေးတို့ဆိုင်ုံသွားမယ်ထင်ပြီးတော့ခြံတကားလာပြီးဖွင့်မင်းမလို့ပဲ။နောက်မှကားထဲမှာဘယ်သူမှမရှိလို့အံ့ဩနေရ။ဟေးအရိခါမှာအံ့ဩရသူကဦးကျင်ဟန်ဖြစ်ပါတယ်။ဒါနဲ့ညာတော့ကမင်းကားတော့ယူထားမဟုတ်လား။မဟုတ်ပါဘူးဗျာ။ ကားကိုကျွန်တော်တန်ရှင်းလုပ်ပေးပြီးချင်းပါပဲတော့ဦးဧကန်ထဲမှာပြန်ချိန်ထားလိုက်တာပါအဲ့ဒီအခိုက်မှာဒေါကီကန်လည်းအိမ်ပေါ်ကနေဆင်းလာပါတယ်ဟဲ့မြေနေကားဟုံးကိုစော့နေရလားဒီကောင်မစော့ဘူးမိမရငါမေးပြီးွားရဟုံးကအကြောင်းနေရမနေ့ကလည်းကားမီးကမိတုံမိတုံနဲ့ဖြစ်နေရဟာကွာဝယ်ထားတော့၃ရက်မပြည့်သေးဘူးကွာဦးကျင့်တရားမကျင့်မနှက်နဲ့ရေရွတ်တော့ဒေါကီခန်ကကဲဒါဆိုရင်လည်းဒေါသထွက်မနေနဲ့တော့ တော့အစကတည်းကကားတစ်ဝယ်ပေးလိုက်ပါလို့ပြောသားပဲတော်ပဲကက်စီနဲပြီးတော့ဈေးပေါ်တာဝယ်ပေးလိုက်တာလေမနေ့ရောက်လို့ရှိရင်ဝက်ရှော့သာသွားပို့လိုက်မပို့လို့ရှိရင်လည်းသူများကသာအလကားပေးပြလိုက်တော့အဲ့လိုမိကရွက်ကပြောဆိုပြီးတော့ဒေါ်ကေကန်တယောက်အိမ်မော်ကိုပြန်တက်သွားခဲ့ပါတယ်ဦးချင်းဟန်ကလည်းရခင်ကားပိုင်ရဲ့ဦးထွန်းရှင်ကိုပဲပဲနဲ့နဲ့မြစ်တာပို့ဆဲဆိုပြီးတော့အိမ်မော်ကိုပြန်တက်လာခဲ့လိုက်ပါတယ်ဒီလိုနဲ့ပဲမနေ့ကင်းကိုရောက်တော့မြန်မင်းအောင်ကဦးချင်းဟန်ရဲ့ဆိုင်ကိုကားနဲ့ရောက်လာပါတယ်အဲ့ဒီခါမှာတော့ဦးချင်းဟန်လည်းကောင်တာထဲကပတ်စံရိတ်ကိုယူပြီးတော့ထွက်လာခဲ့လိုက်ပါတယ်အဖေ ဟွန်းနဲ့ကားမီးကအခုကျတော့လေအကောင်းကြီးပါလားဗျဝက်ရှော့ကိုပို့စရာမလိုဘူးနဲ့တူတယ်ဟဲ့ရောင်ကြီးလိုတယ်ကွာဒီညတော့ငါအေးအေးပြတ်မခံနိုင်ဘူးမင်းကားဟွန်းကဒီညလည်းထပ်ပေါက်လို့ရှိရင်ဘယ်လိုလုပ်မလဲနောက်ပြီးတော့ကားမီးရောပဲအဲ့ဒီလိုပြောဆိုပြီးတဲ့နောက်ဦးချင်းဟန်ကကားကောင်းကန်းနဲ့ကိုဝယ်ထိုင်လိုက်ပါတယ်ကဲတာဘူရာယုံနာကကိုမျိုးဝက်ရှော့ဆိုင်အောင်မောင်းကွာဟုတ်ကဲ့ပြီမြန်မင်းမောင်ကကားကိုမောင်းထွက်လာခဲ့လိုက်ပါတယ်အဲဒီလိုနဲ့ပဲဝက်ရှော့ကိုရောက်တော့ဦးချင်းဟာကားပြင်တဲ့ကိုမျိုးကိုအကျိုးအကြောင်းပြောပြလိုက်ရာကိုမျိုးကလည်းကားကိုတေချာစစ်ဆေးပါတယ် အတန်ကြာအောင်စစ်ဆေးပြီးတဲ့နောက်မှာတော့ဦးချင်ကိုပြောပါတယ်။ဟွန်းရောမီဒီရောဘာချုံရင်းကြမှာမရှိပါဘူးဗျာ။ကောင်းနေပါတယ်။ဟုတ်လားကွာ။ဒါဖြင့်ညဆိုလို့ရှိရင်ဘာလို့ထထမြည်နေရလဲ။မီးတွေကလည်းလင်းနေသေးတယ်ကွာ။ဒါတော့ကျွန်တော်လည်းမပြောတတ်တော့ဘူးဗျာ။ဒါမျိုးတစ်ခါမှလည်းမကြုံဘူး။ဆက်လက်ပြီးတော့ကိုမျိုးကဦးလေးတို့ဟွန်းရောမီဒီရောတန်ရဖြစ်တယ်ဆိုလို့ရှိရင်အစ်စ်ဝယ်ပြီးတော့လဲလိုက်ပါလား။အဲ့ဒါဆိုလို့ရှိရင်စိတ်တန်သွားပါဗျာ။အဲ့ဒီအခါမှာမြန်မင်းအောင်ကလည်းထောက်ခံလိုက်ပါတယ်။ဟုတ်တယ်ဖေ။မကောင်းဆိုလို့ရှိရင်လဲလိုက်တာပဲကောင်းမယ်နော်။အေးကွာမင်းသဘောပဲ။ လောလောဆယ်တော့ငါ့ကိုဆိုင်ဖို့ပေးဦးပြီးတော့မှမင်းမသားမင်းအစ်စ်ဝယ်ပြီးတော့ဒီဆိုင်မှာလာလဲလဲဟုတ်ပြီလားဟုတ်ကဲ့ပဲအရင်နောက်မှာတော့မြန်မင်းအောင်ကလည်းဦးချစ်ဟန်ကိုဆိုင်ကိုလိုက်ဖို့ပေးပါတယ်ဆိုင်ရှိကိုရောက်တော့ဦးချစ်ဟန်ကကားပေါ်ကနေဆင်းလိုက်ပြီးတော့ကဲတာညနေတော့ဆိုင်မှာဘလုံးပွဲပြမှာမလို့၁၂နာရီကျော်မှလာကြိုးပါနော်မင်းကောင်းကိုလည်းရအောင်ပြင်လိုက်အောင်နော်အေးအေးသွားတော့သွားတော့မြန်မင်းအောင်ကကားကိုမောင်းထွက်လာခဲ့လိုက်ပါတယ်အဲ့လိုနဲ့ပဲကားပစ္စည်းရောင်းဆိုင်ကိုရောက်တော့ဟွန်းနဲ့မီးသီးကိုဝယ်လိုက်ပြီးတော့ ကိုမျိုးဆိုင်မှာဝင်ငါတက်ဆင်ပါတယ်အလုံးပြီးစီးသွားတဲ့အခါမှာမြန်မင်းအောင်လဲကားကိုအိမ်ကိုမောင်းထွက်လာခဲ့ပါတယ်တရဲညဘက်ကြီးမှာတော့ကာဟွန်တီတန်ဆက်နိုးတဲ့အတန်နေနဲ့တကားကိုအဆက်မပြတ်ထုပြီးခေါ်နေတဲ့အတန်နေကြောင့်ဦးချစ်ဟန်နဲ့ဒေါကီခိုင်တို့လည်းအိပ်ပျော်နေရကနေလန်နိုးလာခဲ့ပါတယ်အရင်နောက်မှာတော့ဒေါကီခိုင်ကကိုချင်အောက်မှာဘာတွေဖြစ်နေလဲမသိဘူးစဉ်းကြည့်လိုက်ပါအောင်အေးအေးပါဝါဒုက္ခပါပဲအခုတော့ကောင်းကောင်းကိုအိပ်ရတယ်မရှိဘူးကွာငါစိတ်တွေတော့ညစ်လာပြီ အဲ့လိုမျိုးညင်းညူရေချူပြီးတော့ဦးကျင့်အန်တရားအောက်ကိုဆင်းလာခဲ့ပါတယ်။အောက်ထပ်ကိုရောက်တဲ့အခါမှာတော့တကားကိုဖွင့်လိုက်ရာအပေါက်ဝါမှာတုံတုံရင်ရင်နဲ့ရက်နေတဲ့မြင်းကြီးကိုတွေ့လိုက်ရပါတယ်။မြင်းကြီးဘာဖြစ်ပြန်ပြီလဲကွာ။ကားကားထဲမှာတတရဲရှိတယ်ဦးလေးရဲ့။ဘာ?ဟုတ်ဟုတ်တယ်ဦးလေးရဲ့။အခုကားဆက်ကိုနှိုးပြီးတော့ဟွန်းတီးနေရအဲ့ဒီတရဲတွေပဲဗျာ။အာကွာမင်းဘာတွေပြောနေရလဲကွာ။အဲ့ဒီအချိန်မှာပဲကားဟွန်းတီးတန်နေနဲ့ဆက်နှိုးတဲ့အတန်တွေထထွက်လာခဲ့ပါတယ်။ ။ဦးချင်းအန်တရားမယုံကြည်နိုင်စွာနဲ့ညင်းနေခိုင်မှာပဲကားဆက်နိုးတန်နေတဲ့ဟွန်းတီးတန်တွေကစူညံစွာနဲ့ထွက်ပေါ်လာပြန်တာကြောင့်ဦးချင်းအန်လည်းအိမ်ထဲကနေထွက်ခါကားစီကိုခက်သွက်သွက်ရှောက်လာခဲ့ပါတယ်။ကားနားကိုရောက်တော့ကားကမောင်းသူမရှိပါပဲနဲ့မီးတွေမိတ်လိုက်လင်းလိုက်ဖြစ်နေပြီးတော့ဟွန်းတီးတန်တွေနဲ့ဆက်တန်တွေကလည်းအဆက်မပြတ်မြည်နေပါတယ်။ဟာဘလို့ဖြစ်တာလဲကွာ။ဦးချင်းအန်စိတ်ရှုပ်ထွေးစွာနဲ့ရေရွတ်တော့မြည်ရကကျွန်တော်အပေါ်သွားနေလို့ယောက်ျားတစ်ယောက်မိန်းမတစ်ယောက်နဲ့ကလေးနှစ်ယောက်ဒီကားထဲကိုဝင်သွားတွေ့လိုက်တယ်ဗျာ အဲ့ဒါကြောင့်မို့ကျွန်တော်ကားစီကိုပြေးလာခဲ့တာဒါပေမဲ့ဒီနားလေးလက်ရောက်ကိုဘယ်သူမှမရှိပဲနဲ့ဆက်တွေကအခုလိုမျိုးမြည်နေတာအဲ့ဒါကြောင့်မို့ဦးလေးကိုကျွန်တော်လှမ်းခေါ်လိုက်တာမြည်ကရှင်းပြနေခဲ့မှာပဲဒေါ်ကီခိုင်မြက်မင်းမောင်နဲ့ထမင်းချက်ဒေါ်ယီတို့လည်းရောက်လာခဲ့ပါတယ်ဟဲ့ဟဲ့ကားကဘာဖြစ်တာတော့ဘာမှမပြုတ်မိမရေးတရေဝင်နေတာတရေဝင်နေတာဟမ်ဒေါ်ကီခိုင်ပြင်မြက်မင်းအောင်နဲ့ဒေါ်ယီတို့ပါအန်အောထိတ်လန့်ကုန်ကြပါတယ်ကားကလည်းဟွန်းတီးတန်နဲ့ဆက်တန်ကစူညံနေစေဖြစ်ပါတယ်အရိခါမှာဒေါ်ယီကဒါဆိုနေဦးဟဲ့ ငါမှဆရာတော်တပါးပေးထားတဲ့တိမ်ဝင်ပရီးရှိရယ်အဲ့ဒါတွားယူလိုက်အောင်မယ်အဲ့လိုပြောဆိုပြီးတဲ့နောက်ဒေါ်ယီကအိမ်ထဲကိုခတ်တုတ်တုတ်နဲ့ပြေးဝင်သွားခဲ့ပါတယ်ခဏလောက်ကြာမှာတော့သူမရဲ့လက်ထဲမှာတိမ်ဝင်ပရီးနဲ့တကွာကက်ဆက်တစ်လုံးမှပါလာခဲ့ပါတယ်အဲ့ဒီနောက်ဒေါ်ယီဟာတိမ်ဝင်ပရီးကိုကားရဲ့ဝိုင်ပါမှာချိတ်ဆွဲလိုက်ပါတယ် အဲ့လိုခြေဆွဲလိုက်တာနဲ့တပြိုင်တည်းတည်းကားဝန်ထမ်းနဲ့ဆက်တန်တွေကပုံမှုကျေလောင်လာပြီးတော့ဝိုင်ဘာကလည်းဘယ်ညာကိုအတကုံကိုရိမ့်နေခဲ့ပါတယ်အဲ့လိုရိမ့်နေတဲ့နောက်တိမ်ဝင်ပရီးကလည်းပြုတ်ထွက်မတတ်တိုင်အောင်ဖျို့ဖျဲနဲ့ရမ်းနေပါတယ်ထိုအခါကျမှဒေါ်ယီလည်းကက်ဆက်တွေကအသင့်ပါလာတဲ့ပထန်းငွေကိုဖြန့်လိုက်ပါတယ်ပထန်းရွတ်တန်တွေပေါ်ထွက်လာတာနဲ့တပြိုင်တည်းကားကလည်းရှေ့ကိုမောင်းထွက်လာပါတယ်ဟာဟေးအကုန်လုံးဘေးပဲနောက်ဆုံးနောက်ဆုံးဦးချင်းကလည်းကားရှင်းမျက်စောင်းတို့နေရာမှာရက်နေတဲ့ဒေါ်ယီကိုသတိပေးလိုက်ပါတယ် အဲ့ဒီခါမှာဒေါ်ကြီးလဲဦးချေအန်တို့အနာကိုပြေးကပ်လာပါတယ်။အရိခိုက်တက်မှာပဲရှေ့ကိုမောင်းထွက်လာတဲ့ကားဟာခြေလန်းဆယ်လန်းခန့်အကွာဝေးလောက်ကိုရောက်တော့နောက်ပြန်ဆုတ်လာပါတယ်။အရိခါဦးချေအန်လဲအားလုံးကိုတရီပေးရပြန်ပါတယ်။ဟေးဟေးကားနဲ့တဲတဲမှာမနေမိကြနဲ့နော်။ဘေးမှာပဲကပ်နေကြ။ အဲ့လိုသတိပေးနေပဲသူကိုယ်တိုင်လည်းဘေးတစ်ဖက်ခက်ဝဲဝဲကိုရောက်အောင်ကတ်လိုက်ပါတယ်ပထန်းရွတ်တန်ကားဆက်တန်ဟွန်ဒီတန်တို့ဟာအပြိုင်ဖြစ်နေတာမလို့စူညံလျက်ရှိနေပါတော့တယ်ကံကောင်းတဲ့ချက်ကတော့ဦးချင်းဟန်ရဲ့အိမ်ရှိမှာကားလမ်းမကြီးသာရှိပြီးတော့အခြားသောလမ်းဘက်ကိုတော့စတိုးဆိုင်နေစံပွဲယုံနေတာရှိနေပြီးရင်းဆိုင်နေပွဲယုံနေရလဲညဘက်ဆိုလူမရှိကြခြင်းကြောင့်ယခုလိုမျိုးစူညံနေတဲ့အတန်ကိုဘသူကမှလာရောက်ပြောဆိုခြင်းမရှိကြတဲ့အတွက်မို့ဦးချင်းဟန်တယောက်လည်းအနှဲငယ်တော့စိတ်သက်သာရရနေပါတယ်ကိုချင်းကားမရက်သေးဘူးလားကျတို့ဘယ်လိုလုပ်ကြမလို့ ဒေါ်ကေခိုင်ကမေးတော့ဥချင်းကလည်းခေါင်းကိုတပြင်းပြင်းကုတ်လိုက်ရင်းနဲ့ငါလည်းမစင်းစားတတော့ဘူးကွာခဏတော့စောင့်ကြည့်ကြပါဦး။အဲလိုမျိုးပြောဆိုပြီးတဲ့နောက်ဥချင်းကလည်းကားကိုသာစိတ်ပြတ်စွာနဲ့ကြည့်နေမိပါတယ်။ကားကလည်းရှေ့ကိုတိုးလိုက်နောက်ကိုဆုတ်လိုက်နဲ့လုံနေတာမလို့ဒေါ်ကေခိုင်တို့ဟာ မြက်တောင်ပင်ခတ်ဖို့မေ့လျော့နေကြပြီးတော့သတိအပြည့်နဲ့စောင့်ကြည့်နေကြပါတယ်။အတန်ကြာတဲ့အခါမှာတော့ကားက၈၀မတိုးတော့ပဲနဲ့ရပ်သွားတယ်လို့ဆက်အတန်နဲ့ဟွန်ဒီတန်တွေကလည်းရပ်တန့်သွားခဲ့ပါတယ်။သို့တော်လည်း wiper ကတော့ချက်ချင်းမရက်သေးပဲနဲ့ဆက်လက်ရိမ့်နေပြီးတော့ခဏလောက်ကြာမှာတော့ဖြည်းဖြည်းချင်းရပ်သွားပါတယ်။ဒီတော့မှပဲဦးချစ်ဟန်တို့ကလည်းတက်ပြင်းကိုစီချနိုင်မှာတော့တယ်။သို့တော်လည်းပထန်းငွေကိုတော့မပိတ်ဝင်သေးပဲနဲ့ဆက်လက်ဖွင့်ထားရပါတယ်။အရင်နောက်မှာတော့ဒေါ်ကေခိုင်ကကိုချင်းကျမတို့ဒီကားကိုအိမ်မှာမထားရတော့ဘူးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲ ဘလို့မှမလုပ်ဘူးမနေ့ရောက်လို့ရှိရင်ပိုင်ရှင်စီကိုငါတွက်ပြန်ပို့လိုက်မယ်ဘက်နဲ့ကွာစောက်ပြဒနာပေးတဲ့ကငါ့ကိုကလင်ကကြစ်ကြပြီးဂျင်းထည့်ပြီးရောင်းလိုက်တာအဲဒီလိုပြောဆိုရေးရပြီးတော့ဦးချင်းဟာအိမ်မော်ကိုတက်သွားလေရာဒေါ်ကေခိုင်တို့လည်းကက်ဆက်ကိုဖွင့်လျက်သားထားခဲ့ပြီးတော့အနောက်ကနေလိုက်ပါသွားခဲ့ကြပါတယ်အိမ်မော်ကိုရောက်တော့ဘသူမှအိတ်မပြောကြတော့ပါဘူးဦးချင်းဟာကားကိစ္စကိုတွေးပြီးတော့ဒေါသထွက်နေသလို ဒေါ်ကေခိုင်ကလည်းကားဆက်တံပြန်ပေါ်လာမှစိုးရိမ်နေလည်းရှိပါတယ်။အဲဒီလိုနဲ့ပဲမိုးစင်စင်လင်းသွားခဲ့ပါတယ်။ပထန်တရားဝေကလည်းပြီးဆုံးသွားပြီမလို့အတန်တိတ်နေသလိုကားဆက်တံကလည်းငြိမ်သက်ဆဲဖြစ်နေပါတယ်။ထို့နောက်မှာတော့ဦးချင်းဟန်ကကေတာအဖေတို့ကားကိစ္စသွားရှင်းကြမယ်။ဟုတ်ကဲ့ပြီ။တာဖားနေအောင်ဆာရက်စာတန်းတွေကိုယူပြီးတော့ဆိုင်ကယ်နဲ့ဦးထွန်းရှင်ရဲ့အိမ်ကိုထွက်လာခဲ့ကြပါတယ်။အဲဒီလိုနဲ့ပဲဦးထွန်းရှင်ရဲ့အိမ်ကိုရောက်တော့မျောလင်ထားတဲ့အတိုင်းပဲဦးထွန်းရှင်နဲ့ဇနီးတွေကိုပါတွေ့ရပါတယ်။ဟာကိုချင်းဟန်တို့ပါလား။လာလျော်အိမ်ထဲဝင်ကြ။ ဥထိုးချိန်ကလိုင်လဲစွာနဲ့ဖိတ်မှန်တကပြူတော့ဥချင်းဟန်နဲ့မြန်မင်းအောင်လဲတယောက်ကိုတယောက်ကြည့်ပြီးတော့အိမ်ထဲကိုဝင်လိုက်ကြပါတယ်။အရင်နောက်မှာတော့ဥထိုးချိန်ကကဲစူစမ်းမအောင်ဗျာဘာကိစ္စလဲ။အရင်လိုမေးလာတော့ဥချင်းဟန်ကညာတော့ကအဖြစ်ပြက်တွေအားလုံးကိုပြန်ပြောပြလိုက်ပါတယ်။အဲဒီခါမှာဥထိုးချိန်တို့ဇနီးမောင်နှံကလည်းမျက်နှာပြက်သွားခဲ့ကြပြီးတော့တယောက်ကိုတယောက်ကြည့်မိကြပါတယ်။အတန်ကြာတဲ့ခါကျမှဥထိုးချိန်ကတက်ပြင်းချပြီးတော့ပြောလာပါတယ်။ခမားတို့ဒီလိုကြုံရတာကြုတ်တကယ်စိတ်မကောင်းပါဘူးဗျာ။တကယ်တော့ဒီကကကျုပ်တူမိသားစုကားပါ။ ဗျာဟုတ်ပါတယ်ဗျာလွန်ခဲ့တဲ့3လလောက်ကသူတို့မိသားစုဖះဘူးသွားရင်လည်းလမ်းမှာကားအက်ဆီဒန့်ဖြစ်ပြီးတော့တမိသားစုလုံးဆုံးရှုံးသွားပါအဲ့ဒီခိုက်မှာပဲဦးထွန်းရှင်ရဲ့ဇနီးကလည်းဝင်ပြောလာပါတယ်တက်ဆိုင်ရာအဲ့ဒီကားကိုတိန်းသွားတော့ကျမတို့လည်းနှက်မျောတာနဲ့အကြီးကဲတွေနဲ့ညှိနှိုင်းပြီးတော့ပြန်တယ်လာခဲ့တာပါနောက်တော့အဲ့ဒီကားကိုတေချာပြန်ပြင်ပြီးတော့အိမ်မှာအသုံးပြုမယ်လို့တော့ကိုဝဲမောင်ကသူ့တငယ်ချင်းကိုရောင်းပါဆိုလို့ကျမတို့လည်းရှင့်ကိုရောင်းလိုက်မိတာပါအဲ့ဒီခါမှာဦးချင်းကခင်ဗျားတို့ပြောတော့ဒီကားအရှုံရှင်းနေကင်းနေဆိုဗျာ ဒါတွေကိုဘာလို့အစတွေကမပြောရလဲလိုအပ်မယ်မထင်လို့ပါဗျာအဲ့ဒီကားကိုအိမ်မှာထားတော့ဘာပြဿနာမှမဖြစ်ခဲ့လို့ပါအဲ့ဒါကြောင့်ခမားတို့ရောင်းလိုက်မိတာပါဥထွန်းရှင်ကမျက်နှာမတမယာနဲ့ပြောလာတော့ဦးချင်းအန်တို့တာဖန်းယောက်ကလည်းစိတ်မကောင်းဖြစ်သွားရပြန်ပါတယ်အဲ့ဒီနောက်မှာတော့ကဲဗျာပြီးခဲ့တာကြီးလည်းပြီးခဲ့ပြီထားလိုက်တော့အခုကားကိုခမားတို့စီပြန်ပေးဖို့လာခဲ့တာပဲရော့ဒီမှာစာချုပ်စာတန်းနေကားတော့အိမ်မှာကျုပ်တို့လည်းမောင်းမလာရဲလို့ထားခဲ့ရတယ်ခမားတို့ပဲလိုက်ပြီးတော့လာမောင်းယူလိုက်နော်ကောင်းပါပြီဗျာကျုပ်တို့လာယူပါမယ် အရင်နောက်မှာတော့ဦးထွန်းရှင်ကသူ့ရဲ့ဇနီးကိုပြောလိုက်ပါတယ်မိမရေသူတို့ကားဝယ်တော့ပေးခဲ့တဲ့ချက်လက်မှတ်အိတ်ခမ်းထဲကဘီယိုထဲမှာရှိတယ်ကွာယူလာပေးပါဦးဇနီးဖြစ်သူကအိတ်ခမ်းထဲကိုဝင်သွားခဲ့ပါတယ်ဆက်လက်ပြီးတော့ဦးထွန်းရှင်ကကိုချင်းအန်တို့မြေတားရက်ခံစရာရှိပါသေးတယ်ဟုတ်ပြောပါဗျာအခြားတော့မဟုတ်ပါဘူးဗျာကိုဝင်းမောင်နဲ့ပတ်သက်တာလေးပါဒီကားကိစ္စကိုကိုဝင်းမောင်ဘာမှမသိပါဘူးခင်ဗျားတို့ကလိုချင်တယ်ဆိုလို့သာ तू ကရှာပေးရုံပါအဲဒါကြောင့်မလို့သူ့ပုံမှာလည်းအမြင်မလွဲစေချင်ပါဘူးဗျာရပါတယ်ဗျာကျုပ်တို့နားလည်ပေးနိုင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဗျာ အရိခိုင်မှာပဲဥထွန်းရှင်ရဲ့ဇနီးလဲအိတ်ခမ်းထဲကနေထွက်လာပြီးတော့ယူဆောင်လာတဲ့ချက်လက်မှတ်ကိုဥချင်းဟန်ကိုပေးလိုက်ပါတယ်အရိခါမှာဥချင်းဟန်ကချက်လက်မှတ်ကိုအိတ်ကတ်ထဲကိုထည့်လိုက်ပြီးတော့ကားကိုတခါတည်းလိုက်ယူဗျာအိမ်ကလူတွေကလည်းကားနားတော့မကက်ရဲကြတော့ဖြစ်နေပြီဟုတ်ကဲ့ပါဗျာကျွန်တော်တို့အခုပဲလိုက်ယူလိုက်ပါမယ်အရိနောက်မှာတော့ဥထွန်းရှင်လဲဥချင်းဟန်တို့ရဲ့နေအိမ်ကိုလိုက်ခါကားကိုယူပြီးတော့မောင်းထွက်သွားပါတော့တယ်ထိုကကြမှာဥချင်းရံတို့တိန်သားလုံးလဲတက်ပြင်းချနိုင်ပါတယ်တလားကန့်ကြတဲ့အခါမှာတော့ကာလန်းပေါ်မှာနာရီဖွင့်နေကြတချင်းတန်ကြောင့် ဆိုင်ထဲမှာရှိတဲ့လူတွေလည်းအတန်လာရဘက်ကိုလမ်းမျောကြည့်ကြပါတယ်ဒါကတော့ဒီမျိုးရဲ့ထုံးစံလိုဖြစ်နေခဲ့ပါတယ်။နာရီတခုခုတွေ့ပြီဆိုရင်ကွယ်လွန်သူရဲ့အမိအသက်နေရလိမ့်စာတို့ကိုစူးစမ်းတတ်ကြပါတယ်။မကြပါဘူးယုတ်ကလက်တင်လာတဲ့ကားဟာဆိုင်ရှိကနေဖြင်းချင်းစွာဖြန့်ပေါင်းသွားပါတယ်။ကားပေါ်မှာတော့ကွယ်လွန်သူရဲ့အမိအသက်စသည်တို့ကိုစာရွက်နဲ့ရေးကပ်ထားပါတယ်။ဦးနိုင်စောအသက်60ရွှေကြိုင်ရက်ွက် ဟာရွှေချိုင်ရဲ့ရက်ခွက်တွေကဥနိုင်စိုးကြီးတို့ဆုံးသွားပြီပဲဦးချင်းဟန်ကအဲ့ဒီလိုမျိုးရေရွတ်လိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီခါမှာဒေါ်ကေခန်ကဟုတ်တယ်လေမနက်ကပဲဆုံးသွားတာသူခမရတနာပါတယ်တာသမီတွေကပြန်ကြည့်ပေါ်တော့မရအောင်အဲ့ဒီခိုက်မှာပဲကွယ်လွန်သူရဲ့မိသားစုစီးနင်းလိုက်ပါလာတဲ့ကားလေးရလဲဆိုင်ရှိကနေဖြင်းချင်းစွာမောင်းထွက်သွားပြန်ပါတယ်ကားဟာပရိုဘော့အဖြူရောင်လေးဖြစ်ပါတယ်ကားရဲ့မှန်ပေါ်မှာတော့အလူရှင်မျိုးကိုစတေကာနဲ့စလုံးထွင်းကကပီးထိုးထားပါတယ်ဦးထွန်းရှင်ဒေါ်မြတ်တွေမိသားစုကောင်းမှု အဲ့ဒီကပြီးကြောင့်ဦးချင်ရနဲ့ဒေါဂီခိုင်တို့လည်းတယောက်မျက်နှာတယောက်ကြည့်လိုက်မိကြပါတယ်။တပန်းဆိုင်ကိုကျော်လွန်သွားသည့်တိုင်ထိုကားကိုပြန်ငေးကြည့်ရင်ဒေါဂီခိုင်ကရေရွတ်လိုက်ပါတယ်။အော်ကားကိုသူတို့ကစိတ်တဒုက္ခလူမှုကွန်ရက်တဲ့ကိုလှူလိုက်ပြီဟို။အဲ့ဒီခါမှာဦးချင်ရကအဲ့ဒါပဲကောင်းပါတယ်မိမရဲ့တခြားလူတွေစီဆက်ရောင်းလို့ရှိရင်ဘာပြဿနာကြီးဆက်ပြေအောင်မလဲမသိဘူး။အခုတော့အေးသွားပြီပေါ့။အဲ့ဒီလိုပြောဆိုပြီးတဲ့နောက်ဦးချင်ရကဆိုင်ထဲကိုပြန်ဝင်သွားလေရဒေါဂီခိုင်ကလည်း၎င်းနဲ့အတူလိုက်ဝင်ခဲ့ပါတယ်။ နိုင်ရီကိုလိုက်ဖို့မဲ့လူရန်ကြီးကတော့လမ်းမပေါ်တိုင်းတုတ်တန်ရှိရာအနောက်ရက်ကိုတရွေ့ရွေ့နဲ့လှမ်းနေကြပါတယ်။နေလုံးကြီးကလည်းတဖြည်းဖြည်းနဲ့ဝင်စားပြူတော့မှဖြစ်ပါတယ်။ဇလန်းလေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပါပြီဗျ။ဇလန်းလေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျ။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။